ငါကြည့်ချက်ကူကူမှာကတ်တွေ့ရအရင်အရေးကြီးရယ်ပွဲတော့ပွဲရဲ့အဖေဟာဒီကတ်ပြေပေါ်မူတည်ပြီးပြောင်းလဲတာနိုင်တယ်ဒီဗီဒီယိုမှာဘဲကမနာနဲ့ပဲဆော့ဆော့ဘန်စထရက်တဂျီနဲ့ပဲကစားကစားယူဖို့ယူတဲ့အကောင်းဆုံးကတ်တွေကိုပြပြပေးမယ်။ကတ်တွေမပြောခင်အခုရွေးချယ်ထားတဲ့ကတ်တွေကကိုယ့်ရဲ့ personal အမြင်အရရွေးထားတဲ့အကောင်းဆုံးကတ်တွေဆိုတာသိထားကြည့်ကြပါလိမ့်မယ်။ပထမဆုံးကတ်က Rock Solid ။ဒီကတ်ကကမနာအတွက် damage 20ခံနိုင်ရရှိတဲ့ခုရမှာ HP အကို20ရသလိုပဲဆိုတော့ဘယ်အချိန်ဒီပဲဖြစ်ဖြစ်ယူလို့ရတယ်။ကတ်ကိုမယူသေးပဲထားပြီး HP 30အောက်ရောက်မှယူနိုင်မယ်ဆိုရင်ဒီများတွေခက် item တွေကိုအရင်လေးလို့ရမယ်။ How that ka technological revolution ဒီကကကမနာ level တင်နိုင်လိုအပ်တဲ့ဂိုးကို25ရာခိုင်နှုန်းချော်စီးနေရတယ်။ကိုက level တင်ဖို့ H ကိုလိုတယ်ဆိုရင်ဒီကနဲ့ဆိုရင်6ကိုပဲလိုတော့မှာ။ဒီတော့သူများတွေထက် level ဆော့ဆော့တင်နိုင်တယ်။ level မြင့်လာတာနဲ့ hero level ပိုဆန်လာမယ်။ ဈေးကြီးတဲ့ပိုပိုဟီရိုဖိုက်ကွန်ဟီရိုကြနိုင်ကြီးကလည်းများလာမှာဆိုတော့အရင်မိုက်တယ်။နောက်တစ်ခုက Go Different သူက HPDN 30ရမယ်။ပြီးကြတော့ equipment တက်ထားတဲ့ဟီရိုတကောင်စီအတွက် YHPDN ဝယ်ရရနေအောင်မှာဒီကရထားရင်လေသူများတွေထက်ဒါပဲအရင်တင်နိုင်တယ်။ပြီးတော့ကို့မှာ equipment တန်ခုရှိတယ်ဆိုတကောင်လေးပဲတန်ခုလုံးမတက်ဖဲ hero 3000ကိုဖြတ်တက်လိုက်မယ်ဆိုရင်ပွဲတိုင်း 3HPDN ရနေမှာ။ ဒီတော့အားလီပိုင်းမှာဆို special equipment တွေရတဲ့ LP Synergy ထည့်ပြီးကစားတင်တယ်။နောက်ထပ်ယူတင်တဲ့ကက်က opening promotion ဒီကက်ကတော့တူကိုရမယ်။ပြီးတော့ Boy Line Shop မှာပထမဝယ်တဲ့ CU က free နဲ့ရမှာ။ဒီကက်ရထားရင် Boy Line ကိုပို့ရနိုင်တယ်လို့ပဲ။တတိချာမာကပွဲစားတာနဲ့ကိုဝဲမဲဟီးရိုးကိုဈေးကြီးဆုံးမဲ၍မလုံမပြန်ရောက်စားလိုက် နောက်ပိုင်းကျရင်ဖိုကိုဟီးရိုးနဲ့ဖိုက်ကိုဟီးရိုးတွေပါလာမှာဆိုတော့ဒီကက်ပေးရင်ယူကိုယူတယ်။နောက်ကက်ကတော့ parties opening ဒီကက်ကသရီကိုရမယ်အပြင် capacity တစ်ခုတို့လာမယ်။ဒီကရထားရင်သူများတွေထဲဟီးရိုးတကောင်ပိုဆန်းလို့စနစ်ကြီးလဲပုံများများဖြစ်အောင်လုပ်လို့ရတယ်။ Google Pass ရဲ့ထဲက capacity တိုးတာထက်ရအောင်မယ်ဆိုရင်ဟီးရိုးက12ကောင်ထိထည့်လို့ရမှာနော်။အဲ့တော့ဒီကယူထားလို့မှားတယ်ဆိုတာရှိမှာမဟုတ်ပါဘူး။ နောက်တစ်ကကတော့ first promotion ဒီကက်ယူပြီးရနဲ့နောက်ကိုဝယ်မဲ့ hero က free ရမှာပြီးတော့ two star ဘန်တန်ရအောင်မှာဆိုတော့ဒီချက်ကောင်းတာပါရှိသေးလဲကျွန်တော်ကတော့ဒီကက်ပေးတိုင်းယူတယ်တစ်ချက်ရှိတာကဒီကက်ရထားရင်တန်းမယူသေးပဲကို two star ရကျင်တဲ့ hero တွေမှာကက်ကိုယူတာကဘူအဆင်ပြေတယ်နောက်ဆုံးကက်ကိုမပြောခင်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like button လေးနှိပ်ပေးခဲ့ပါ နောက်ထပ်ဒီလိုဗီဒီယိုတွေတင်ပေးဖို့ရှိတာကြောင့် channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်။နောက်ဆုံးကက်ကတော့ yesterday once more ပါ။ဒီကက်ကကမနာ level ဖို့ရောက်တာနဲ့ Fugu Hero တကောင်ကြာပန်းရမှာ။ level 5နဲ့ level 6ရောက်ရင်လည်းအဲ့ဒီ hero ကိုပဲနောက်ထပ်တကောင်စီထည့်ရအောင်ပါ။ဒီတော့ level 6ရောက်တာနဲ့ Fugu Hero က2 star ဖြစ်ပြီ။တချို့ပလီယာတွေကအဲ့ချိန်ဆို Fugu Hero တောင်းမရသေးဘူး။ကိုက2 star ရနေပြီဆိုတော့ share ပေါ့။ တီကက်ရရင်စဉ်းစားမနေပဲယူလိုက်ယူလိုက်။နောက်ထပ်အပေါ်စုအနေနဲ့ဘလူတို့အတွက်အယူသဆုံးကတ်ကိုရေးပေးထားတယ်။အဲ့ဒါကတော့တီကက်ပါ။ဆော်မရှိတဲ့ဘလူတွေအတွက်အယူသဆုံးပါလေ။တီကက်တွေတဲကဘက်ကက်ကအကောင်းဆုံးလို့ထင်တယ်။တခြားဘက်ကက်တွေကတီကက်တွေထက်ကောင်းလေဆိုတာကွန်မန့်မှာပြောပြပေးတော့ပါအောင်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြရပါ